2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်းလိုက်နေရများတွင်ပြည်တွင်းနှင့်နိုင်ငံတကာသတင်းမီဒီယာများသတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာထားပါသည်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်စတင်၍အပိုင်းလိုက်ကျင်းပမယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုတရင်ရယူလို့တဲ့တရင်မီဒီယာများအနေဖြင့် ီဇယ်ဥပဒေ၊နီဥပဒေများစီမင်းစည်းကမ်းများသတင်းမီဒီယာကျင်ဝဲနေသတင်းမီဒီယာသမားများအတွေ့ရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်များနဲ့အညီလွတ်လပ်စွာသတင်းရယူခွင့်ရှိပါသည်သတင်းရယူလို့သည့်ပြည်တွင်းပြည်ပမီဒီယာများကိုအထွေထွေရွေးကောက်ပွဲကျင်းပါမည်ခရိုင်တစ်ခုချင်းစီအတွင်ရှိတက်ဆိုင်ရာမြို့နယ်များတွင်မီဒီယာတခုလည်း၄ဦးနှုန်းဖြင့်သတင်းရယူခွင့်ပြုသွားမည်ဖြစ်ပါသည်။သတင်းမီဒီယာများသည့်ရွေးကောက်ပွဲနှင့်သတင်းရယူခွင့်တတိခံကပ်ပြားများရှောက်ထားရာတွင် ပြည်တွင်းသတင်းမီဒီယာများသည့်မိမိကိုယ်စားပြုသည့်ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းမှရွေးကောက်ပွဲသတင်းရယူရန်တာဝန်ပေးစေလိုသူဖြစ်ကြောင်းအထောက်အထားစာကိုတင်ပြ၍သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံတွင်ရှောက်ထားရမည်။ပြည်တွင်းပုတ်ကလီကသတင်းမီဒီယာများသည့်ကိုရိုင်းရေးလျှောက်လာတွင်မိမိနှင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့်ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်း၏ထောက်ခံချက်စာကိုတင်ပြ၍သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံတွင်ရှောက်ထားရမည်။ ခရိုင်တစ်ခုထက်ပို၍တည်င်းရယူလိုပါကတည်င်းရယူလိုသည့်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံတွင်ထပ်မံလျှောက်ထားရမည်။နိုင်ငံတကာတည်င်းမီဒီယာများသည်ပြန်ကြားရေးဝန်ကြီးဌာနသို့လျှောက်ထားရမည်ဖြစ်ပြီးပြန်ကြားရေးဝန်ကြီးဌာနကစီစစ် ထောက်ခံပေးသည့်နိုင်ငံတကာတည်င်းမီဒီယာအဖွဲ့အစည်းပုဂ္ဂိုလ်များကိုသာခွင့်ပြု၍ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအတိမတ်ပြုကတ်ပြားများထုတ်ပေးသွားမည်ဖြစ်ပါသည်။တတိယမီဒီယာများသည့်အပိုင်းလိုက်ခြင်းပါမေရွေးကောက်ပွဲနှီးရများအတွင်တတိယယူခွင့်တတိခံကပ်ပြားများရှောက်ထားခြင်းကို စနေရစန္ဒလောင်2025ရက်နေ့နောက်ဆုံးထား၍ဆောင်ရွက်နိုင်ကြောင်းအသိပေးကြေညာအပ်ပါသည်။